မင်္ဂလာနံနက်ခင်ပါဂျေစုဂယုနာမေတ္တာတော်နဲ့ငြိမ်သက်ခြင်းလွှမ်းခြုံရာတနိတာဖြစ်ကြပါစေဒီနေ့မနေ့ရန်ကုန်မြို့နယ်နေတဝိုက်ပူချိန်ကတော့23ဒီဂရီရှိပြီးတော့မှ25ဒီဂရီရှိတယ်လို့ခန့်စားရရှိနိုင်ပါတယ်ဒီလူကြီးသွေးကတာမန်ဖြစ်ပါတယ်တနိတာလုံးတွေများအားဖြင့်နေတာပြီးတော့မှမြင့်ဆုံးပူချိန်က33ဒီဂရီရှိမှာဖြစ်ပါတယ် နေ့စဉ်ဝေပြုခြင်းလင်းပြနိုဝင်ဘာလ12ရက်ဗုဒ္ဓဦးနေ့2025ဘိုးသောကျယ်ကိုလည်းထိုသူအားငါပေးမည်ဒီကချက်ဓာတိကျမ်းမခွန်အားယူစရာများအပိုင်းရှိဖက်ရကျမ်းချက်ဓာတိကျမ်းခန်းကြီးနေ့ခန်းငယ်28မှ28တောတိရမြို့၌ရှိသောအသင်းတော်ဤတမန်ကိုဤသို့ရေး၍မာလိုက်လောမီလီယံကဲသို့သောမျက်စိနှင့်၎င်း ခြေဝါစနစ်တူသော ခြေနှင့်၎င်းပြည့်စုံသောဘုရားသခင်သားတော်ဤအမိန့်တော်ကသင်ချင်းချင်းချင်းချစ်ချင်းအမှုဆောင်ခြင်းယုံကြည်ခြင်းတီးခံခြင်းကို၎င်းနောက်ကျင့်တော်ခြင်းတို့သည်အရင်ကျင့်တော်ခြင်းထက်သာ၍များကြောင်းကို၎င်းငါသိ၏သို့တော်လေငါဤအစီခံကျွန်တို့သည် မတရားသောမေထုံကိုပြုစေခြင်းက၎င်းရုတ်တုရှိမှပူဇော်သောရစ်ကောင်ကိုစားစေခြင်းက၎င်း ပရောဖက်မဟူ၍ကိုကို ခေါ်ဝေါ်တော်တေဣခေမွန်ယေဇဗေလသည်တွင်တင်၍မာရင်းစေရသောခွင့်ကိုတင်သည်ပေးသောကြောင့်တင်၌အပြစ်တင်စရာရှိ၏။နောင်တရတင့်သောကာလကိုငါပေးတော်လဲသူသည်မိမိမတရားသောမိထုံကို နောင်တရကျင်သောစိတ်မရှိ။ထို့ကြောင့်သူကိုအိယာ၌ငါချထားမည်။သူနှင့်သူမတရားသောမိထုံကိုပြု၍ထို့သောအချင်းကိုနောင်တမရသောသူတို့ကိုလည်း ကြီးစွာသောစေရေခြင်းတို့ရောက်စေမည်သူဤသားသမီးတို့ကိုလည်းအသေးသက်မည်ငါသည်နှလုံးကြောက်ကပ်ကိုစစ်ဆေးတော်မူသောသူဖြစ်ကြောင်းကို ထို့သို့သောအားဖြင့်ခတ်သိမ်းသောအသင်းတော်တို့သည် သိရကြလိမ့်မည်သင်တို့သည်အတီးတီးကျင့်သောခြင်းနှင့်လျောက်အကျိုးဖြစ်ကုန်ငါပေးမည်သူမိစ္ဆာဒိဋ္ဌိအယူကိုယူသောသူတို့ခေါ်ဝေါ်သည်နှင့်ညီစာရန်ဤနက်နဲသောအရာဟုခေါ်ဝေါ်သောအရာတို့ကိုမကြွန်း ထိုမိစ္ဆာဒိဋ္ဌိအယူကိုမယူကျွင်းသောတာတိယမြို့သားတို့ကိုငါဆိုသည်ကသင်တို့သည်ယသမြကိုငါလာသည့်တိုင်အောင်ဆွဲကင်ကြလောထိုမတစ်ပါးအခြားသောဝင်ကို သင်တို့ပေါ်နိုင်ငါမတင်အကျဉ်သူသည် အောင်မြင်၍အဆုံးတိုင်အောင်ငါအကျဉ်ကိုခြင်း၏ငါခမည်းတော်သည်ငါအာအခွင့်ပေးတော်မူတကယ်သို့လူမျိုးတို့ကိုအုပ်ဆိုးစေခြင်းကထိုသူအားငါသည်ခွင့်ပေးမည်ထိုသူသည်သူတို့ကိုတန်လန်တန်နှင့်အုပ်ဆိုး၍ ရေဦးကိုခွဲဖြက်တကယ်သို့ခွဲဖြက်လိမ့်မည်မိုးတောက်ကျယ်ကိုလည်းထိုးသူအားငါပေးမည်ဝိညာဉ်တော်သည်တင်းတော်တို့အားအဘယ်သို့မိန်တော်မူသည်ကို နားရှိတော်သူမည်သည်ကားကြားပါစေကောရိန္သုဩဝါဒစာဒုတိယဆောင်ခန်းကြီး၅ခန်းငယ်၅ထိုးသို့သောကျိုးကိုခံစေခြင်းကငါတို့ကိုပြင်ဆင်တော်သူကဖျားသခင်ပေသည်ဖျားသခင်သည်ဝိညာဉ်တော်သည်ဟူသောစေရန်ကိုငါတို့အားပေးတော်မူပြီ သွားကြည့်ရမျိုးသည်အခုအသိန်းတော်ခုနှစ်ပါးထဲမှာအသိငယ်ဆုံးသောအထင်ရှားဆုံးသောမျိုးတစ်မျိုးဖြစ်တဲ့သို့တော်လည်းပဲသူဟာစီပါရေးရာအချက်ချာချတဲ့နေရာတစ်ခုမှာတည်ရှိပါတယ်။ဒီအသိန်းတော်ကိုသခင်ယေရှုသူကိုယ်သူ မိတ်ဆက်တဲ့အခါမှာမီးလျံကဲသို့မျက်စီရှိတဲ့သူသည်အရာအလုံးကိုတွင်ဖောက်သိမြင်နိုင်တဲ့အမြင်စွမ်းရှိတဲ့နောက်ပြီးတော့မှဂျေးဝါစင်းနဲ့တူတဲ့ခြေရှိတဲ့ဆိုတာကခင်ဖျားသည်ခိုင်ခဲ့မြဲမြံတဲ့သဘောတရားရှိတဲ့ နောက်ပြီးတော့မှစင်ကြယ်ခြင်းအဖြစ်ရှိတဲ့ဘုရားသားတော်ကမိန့်တော်မူတယ်လို့ပါရှိပါတယ်။အဲ့လိုမျိုးတကိုးတော်နဲ့ပြည့်စုံတဲ့သခင်ယေရှုသည်ဒီတင်းတော်နဲ့ပတ်သက်တဲ့အရာမှာဘာတွေသိထားလဲဆိုတော့သူရဲ့အကျင့်တွေ၊သူရဲ့ချစ်ခြင်းမေတ္တာတွေ၊သူရဲ့နှစ်နာခံခြင်းတွေ၊သူရဲ့ပေးဆက်ခြင်း၊ယုံကြည်ခြင်းတွေ၊စိတ်ရှိခြင်း၊တီးခံခြင်းတွေကိုသခင်ယေရှုသိတယ်လို့ဖော်ပြတယ်။ နောက်ပြီးတော့သူတို့တွေဒီအရင်ကကျင့်ခဲ့တဲ့ကျင့်နေတာမကနောက်ထပ်ကောင်းမွန်တဲ့ကျင့်တွေကိုလည်းကျင့်နေကြောင်းကိုသခင်ယေရှုဖော်ပြတယ်သို့တော်လည်းပဲဒီသင်တော်နဲ့ပတ်သက်ပြီးတော့သခင်ယေရှုသဘောမကျဘဲနဲ့အသိပေးခြင်းနဲ့ကြောင်းရာကတော့ပရိုဖက်မာလို့ကိုကိုကိုခေါ်တဲ့ယေဇေဘေလဆိုတဲ့မျိုးသမီးတယောက်ကြောင့်ဖြစ်တယ်။သူကသခင်ယေရှုရဲ့အစေခံခြင်းတွေကိုတော့မှမတရားတဲ့မိထုံကိုပြုဖို့ ယုတ်တူရှိမှပူဇော်ရက်ရက်ကောင်ကိုစားဖို့တိုက်တွန်းတဲ့သူတယောက်ဖြစ်တယ်။အရိခေအရိခါကသွားတိရမြို့မှာနတ်ဖျားတွေကိုလာစဉ်ပူဇော်ပြီးတော့မှအစားအစာတွေကိုစားသုံးကြတဲ့ပွဲရှိတယ်။အဲ့ဒီပွဲတွေကို သွားဖို့ဒီမျိုးသမီးကနေပြီးတော့မှတိုက်တွန်းတဲ့သွေးဆောင်နဲ့ပို့ဆောင်တဲ့ပုံစံဖြစ်တယ်။အရိကိုသွားတဲ့သူတွေဒီယုတ်တူကိုးကွယ်ခြင်းတွေဒီရောနှောတဲ့ယုံကြည်ခြင်းတွေပါလာပြီးတော့မှမကောင်းတဲ့အကျင့်ကြံတွေပါ ပြုမှုကျင့်ကြံလာတယ်ဆိုတာကို တွေ့ရတယ်။ဒီအရာတွေကိုလိုက်လံလှုပ်ဆောင်ခြင်းအပြင်ကြိုးစည်းပွားတက်မယ်ဆိုပြီးတော့မှလည်းတွင်တင်ချက်တွေရှိတဲ့အခါမှာသူတော်တော်များများကဒီအရာတွေကိုစိတ်ကြံကြတယ်ဆိုတာကို တွေ့ရတယ်။အဲ့ဒီ prophet မကိုအခွင့်ပေးတဲ့ဒီအသင်းတော်ဟာလည်းတာဝန်ရှိတယ်ဆိုတဲ့အကြောင်းကိုပေါ်ပြတယ်။နောင်တရတဲ့တဲ့ကာလမှာသူနောင်တမရခဲ့ဘူး။သူနဲ့တူတူမတရားသောမိထုံကို ပြုတဲ့သူတွေကိုလည်း နောင်တမရတဲ့သူတွေကလည်းကြီးစွာသောဆင်းရဲခြင်းကို ရောက်စေမယ်။သူတို့ရဲ့စိတ်ဝိညာဉ်တွေကပေါက်ပွားနေတဲ့မကောင်းမသင့်တဲ့သားသမီးတွေကိုလည်းအသေးသက်မယ်။အကျင့်ကောင်းတွေကျင့်နေတော်လည်းပဲသခင်ဖျားသည်စိတ်နှလုံးကိုစစ်ဆေးတဲ့ဖျားဖြစ်ကြောင်းကိုသူတခြားသင်တော်တွေရှိမှပါသက်သေတင်ရှားပြလိမ့်မယ်။အဲ့ဒီမိစ္ဆာဒိဋ္ဌိအယူတွေကိုမယူဘဲနဲ့အဆုံးတိုင်အောင် အောင်မြင်တဲ့သူတွေကိုရောကိုရောရှင်သည်လူမျိုးတို့ကို အုပ်ဆိုးရသော ခွင့်ပေးမယ် တန်လန်နဲ့အုပ်ဆိုးတဲ့ခွင်နေမြေဦးကိုခွဲသလိုမျိုးခွဲရတဲ့ခွင်နေကို သူ့ကိုပေးမယ်။ဘိုးတော့ကျယ်ဆိုတဲ့တခင်ရှု ကိုရံကိုလည်းသူတို့ကိုပေးမယ်။နားရှိတော်သူအားလုံးကြားဖို့ဒီကျမ်းစာကို ရေးထားတယ်လို့ပါရှိပါရယ်။ကျွန်တော်တို့လူရှိမှလူမြင်ကောင်းအောင်လုပ်နေတာလားတကယ်ပဲစိတ်နှလုံးပြောင်းလဲတာလားတကယ်ပဲနောင်တနဲ့ရှင်သန်တာလားလှုပ်ဆောင်တာလားဆိုတာကိုတခင်ရှုသိတော်မူပါရယ်။ ။တကယ်ရှုမသိတဲ့အရာဘာမှမရှိဘူး။အဲဒါကြောင့်ကျွန်တော်တက်တာမှာစစ်မဲနဲ့နောင်တနဲ့ဘုရားသခင်ရှိတော်ကိုပြန်လာပြီးတော့မှကိုယ့်ရဲ့အကျင့်တွေဟာဘုရားရှိခိုးပြုစင်စင်ကြယ်နေကြဖို့ရန်ဖြစ်ပါတယ်။တလဲစုတောင်းကြပါစို့။ပြတာရရှင်ဖပြသာသမတို့ကိုဒီမနေ့အတွက်ဘုရောပြင်ဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီမနေ့ခင်မှာလူထရှင်သနာတဲ့သူတွေအားလုံးကိုရောရှင်ကောင်းကြီးပေးပါကျမ်းမာခြင်းချမ်းသာခြင်းညီသက်ခြင်း စိတ်နှလုံးလိုပြည့်စုံခြင်းဖရာရဲ့ဘုံတကူတော်နှင့်ပြည့်ဝခြင်းနှုတ်ကပတ်တော်ကောင်းကြီးမင်္ဂလာများနှင့်ပြည့်ဝခြင်းကောင်းကြီးတို့ကိုပေးသနာတော်မူပါဒီနေ့တစ်နေ့တာလုံးတဲ့လုံလောက်တဲ့ခွန်အားကိုပေးပါ နေ့စဉ်တက်မွေးလောက်တဲ့အစာဖြစ်တဲ့နေ့စဉ်စားစာကိုလည်းကိုရရှင်ပေးသနာတော်မူပါတယောက်ချင်းစီတိုင်းရဲ့ပြစ်ကိုလွတ်ပါ မာပြည်ကြီးကိုချမ်းသာငြိမ်သက်လွတ်လပ်ခြင်းခွင့်ကို မကြခင်ပြင်ဆင်ပေးပါမိကြောင်းသခင်ယေရှုခရစ်တော်ဖျားဤနာမတော်မြတ်ကိုမြှုပ်လျက် ဆုတောင်းဆက်ကြပါ၏ဖဖျာအာမင်